ကောင်းလို့တဲ့အချင်းဆိုတာဟာလောကလူသားတွေမှာသဘာဝအတိုင်းရှိနေတဲ့အချင်းတရားများလာဖြစ်တယ်ဆိုလိုတာကအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာလူသားတွေမှာသဘာဝအားဖြင့်ရှိပြီးသားဖြစ်တယ်သို့တော့ အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တဲ့တဘာဝတရားဟာဘယ်ဟာလဲလို့ဆိုမသိနိုင်ကြဘူး။အဲ့လိုမသိသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာရလိမ့်လို့နဲ့မျောကိုပြီးတော့လောက်ကန်ချင်းဆောင်ကြတဲ့အခါမှာလွယ်လွယ်ချော်ချော်မှားမှားယွင်းနေဖြစ်ကုန်တာ။ဘုရားဆရာကတော့အလုံးကောင်းချမ်းသာရဖို့ရအတွက် ကိုကိုထိမ့်သိမ့်ဆောက်ရှောက်အောင်မှာတော့လူတိုင်းအသီးသီးရဲ့တဏ္ဍမှာရှိတဲ့စိတ်ပဲကိုယ်စိတ်ကိုပြင်ပေးခြင်းအားဖြင့်အတွေးစိတ်တွေကိုပြင်လိုက်ခြင်းအားဖြင့်ပြောဆိုမှုကိုလည်းပဲပြင်ဆင်ပြီးသားဖြစ်သွားတယ်လောက်ကင်မှုတွေကိုလည်းပဲပြင်ဆင်ပြီးသားဖြစ်သွားတယ် အခြေခံဖြစ်တဲ့စိတ်ထားကမကောင်းဘူးဆိုလို့ရှိရင်ပြောသည်မစကားလုံးသည်အလုပ်တွေကအကောင်းဖြစ်လာဖို့မရှိနိုင်ဘူး။ဒါဖြစ်လို့တော့ဆိုတော့မကောင်းတဲ့စိတ်ကမြစ်ဖြားခံလာတဲ့အရာဟာမကောင်းတာပဲဖြစ်မှာပေါ့။ကောင်းတဲ့စိတ်ကိုမြစ်ဖြားခံလာပြီးတော့ကောင်းတဲ့စိတ်ကနေမြစ်ဖြားခံလာတဲ့ပြောတဲ့စကားလုပ်တဲ့အလုပ်တွေဟာကောင်းတဲ့အရာတွေဖြစ်တယ် ပြစ်ကင်းတယ်ပေါ့ဆိုလိုတာကအပြစ်ကင်းတဲ့စိတ်နဲ့တွေးမှအပြစ်ကင်းတဲ့စိတ်ကိုအခြေခံပြီးတော့ပြောမှကောင်းတဲ့စကားဖြစ်တယ်အပြစ်ကင်းတဲ့စိတ်ကနေပြီးတော့ဖြစ်ပေါ်လာလို့ပြုမှုလှုပ်ရှားတဲ့အပြုမှုကံကံလာအပြစ်ကင်းတာဖြစ်နိုင်တယ်ပေါ့အပြစ်မကင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ပြောတဲ့စကားလှုပ်တဲ့အလုပ်ဟာဘယ်တော့မှ အပြစ်ကင်းတယ်ဆိုတာမဖြစ်နိုင်ဘူး။မူရင်းကမှ အပြစ်မကင်းတာဘယ်လိုလုပ်အပြစ်ကင်းမလဲပေါ့နော်။အပြစ်ရှိတဲ့စိတ်ကံတွေဖြစ်ပေါ်လာတဲ့ပြောစကားတို့လှုပ်ရှားမှုတွေတို့ဆိုတာအပြစ်ရှိတာတွေပဲဖြစ်လာ။အေးဒါကြောင့်မို့လို့ဘုရားဘာသာမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာတကယ်တော့လူတွေကိုးကွယ်ရတဲ့ဘာသာတရားမျိုးမဟုတ်ဘူး။ ကဘာဥကလာကစပြီးတော့လူတွေဟာတကုရှင်ကိုအာကိုယုံကြည်ပြီးတော့တကုရှင်ကြီးရဲ့အလိုချတကုရှင်ကြီးကဆုံးမတယ်ဆိုတဲ့စကားအတိုင်းလိုက်နာရှင်းသုံးကြတယ်အာကိုကြတယ်ယုံကြည်ကြအဲ့တော့ကိုကိုကိုအာကိုရမှမသိတော့ဘူးလူတွေမှာဘယ်ရာပဲဖြစ်ဖြစ်ဖြစ်သမျှအရာတွေဟာ ဘုရားသခင်ရဲ့အလိုတော်ကြားလို့ဆိုတဲ့စကားလုံးအရာအားလုံးဟာတို့ကိုဖန်ဆင်းထားတဲ့ဘုရားသခင်ရဲ့ဖန်ဆင်းချက်အတိုင်းတို့တွေလူဟာသွားနေကြရတာလို့အပြော့တဲ့စိတ်ဓာတ်နော်အရှုံးပေးတဲ့စိတ်ဓာတ်တွေနဲ့ဘဝခရီးကိုရှောင်လန်းနေကြရတာရသော်ဘုရားပွင့်လာတဲ့အခါကျတော့မဟုတ်ဘူးအားလုံး အခြေခံ ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့အကြောင်းတရားတွေဟာအတိအတိသောပုဂ္ဂိုလ်ရဲ့အန္တမှာရှိတယ်။သူပုဂ္ဂိုလ်အတိတိရဲ့အရေးကြီးဆုံးဟာဘာလဲလဲဆိုစိတ်ပဲ။ဒါကြောင့်လို့ mind center religion လို့လည်းဒီလိုပြောကြတာ။ mind center religion လို့စိတ်ကိုအဓိကထားပြီးတော့ ရသော်ဘုရားရဲ့တရားတော်တွေမှာဟောတာဖြစ်တော့တချို့ကမြတ်စွာဘုရားရဲ့တရားကို ideal listen လို့ပြောဆိုကြတယ်။သို့သော် ideal listen ရဲ့အဓိပ္ပာယ်ကစိတ်သာအရှိတရားရုပ်ဆိုတာစိတ်ကြောင့်ဖြစ်လာတဲ့အရာသာဖြစ်တယ်။ရုပ်ကအရှိတရားမဟုတ်ဘူးစိတ်သာအရှိတရားလို့ပြောမှ ideal listen ။မြတ်စွာဘုရားကစိတ်လည်းရှိတယ်ရုပ်လည်းရှိတယ် ို့တော့ဥဆောင်နေတာဟာစိတ်ကဥဆောင်နေတာလို့ဒီလိုဆိုလိုတာနဲ့ idealism မဖြစ်ဘူးပေါ့အဲတချို့ဆန့်ကျင်မဲ့အယူဝါဒ idealism ရဲ့ဆန့်ကျင်မဲ့အယူဝါဒကတော့ materialism လို့ခေါ်တယ်ရုပ်တာအရှိတရားစိတ်ဆိုတာရုပ်ကနေဖန်တယ်တဲ့အရာတစ်ခုသာဖြစ်တယ်အဲ့ဒါလည်းပဲဒီဟာလည်းပဲရသော်ပြားက ရုပ်တာအရှိဆိုတာကိုလည်းလက်မခံစိတ်နဲ့ရုပ်နှစ်ခုပေါင်းဆက်ပြီးဆိုပါတော့ရုပ်နဲ့နာနှစ်ခုပေါင်းဆက်လိုက်တဲ့အခါမှာလူတွေရဲ့တဏ္ဍာမှာလှုပ်ရှားမှုတွေပျော့ဆုံမှုတွေပြုလုပ်မှုတွေဖြစ်လာစိတ်တတရုပ်တတခွဲခြားထားလိုက်လို့ရှိရင်နှစ်ခုစလုံးဟာဘာစွမ်းအားမှထွက်မလာဘူးဥပမာပေးထားတာဘာဥပမာပေးထားတော့ဆိုရင်မြန်မာပြည်ရဲ့ tradition ရအသုံးပြုနေကြတဲ့ရုပ်သေးရုပ် perfect ဆိုရုပ်သေးရုပ်အဲ့ဒီရုပ်သေးရုပ်ဟာကျိုးလှုပ်မှလှုပ်လို့ရတယ်ကျိုးကမလှုပ်ရင်လှုပ်လို့မရကျိုးနဲ့ချီထားအဲ့တော့အခုခေတ်တော့ battery ဆွမ်းအားနဲ့လှုပ်တဲ့ရုပ်သေးရုပ်တွေလည်းရှိတာပေါ့နော်အဲ့တော့ကျိုးနဲ့တစ်သားရုပ်နဲ့နှစ်ခုတွဲဆက်ပြီးကျိုးကိုလှုပ်ပေးတဲ့ပုံကိုရှိမှာသူက ကရဲအမှုရာမျိုးမျိုးလုပ်ပြရဲဆိုတာဖြစ်လာအဲ့ဒီဥပမာတိုင်းပဲလူတွေမှာစကားပြောတယ်ရည်တယ်ငိုတယ်ဆိုတာတွေဟာစိတ်ဆိုတဲ့ကြိုးကလှုပ်မှာရည်တယ်ငိုတယ်ကတယ်ပြောကြတယ်ဆိုကြတယ်ဆိုတာဖြစ်လာတယ်